ညာဝမ်ချင်းမြန်ရှိကတော့မိလာ30ရဲ့လာမယ့်တောက်ကြတဲ့ညပိုင်းမှာချစ်ပါမယ့်145 1တန်းတွေမှာပါဝင်လာမယ့်ဒွဲဆိုင်တွေအကုန်လုံးကိုမနေ့ကတရားဝင်ချပြလိုက်ပါပြီဒွဲဆိုင်မှာဆန်းနှခုထိတောင်းထည့်သွင်းထားပါတယ်အဲ့ဒီထဲမှာမြမဖိုက်တာနှစ်ယောက်ရဲ့ဒွဲဆိုင်တွေလည်းပါဝင်လျက်ရရှိပါတယ်။အဲ့ဒီဖိုက်တာတွေကတော့စူပါဟီချန်နဲ့ထွန်မဲအောင်လို့ဖြစ်ပါတယ်။ စူပါယီဂျန်ကဂျပန်ဖိုက်တာမူကာစီဒိုနဲ့ထိုးတက်ရမှာဖြစ်ပြီးခွန်မင်းအောင်ကတော့နီရှင်တိုင်းဖိုက်တာချက်ပက်နဲ့ထိုးတက်ကြရမှာပါဒီခေတ်ကျန်ကိုကြည့်ပြီးဝမ်ချမ်ပီယံရှစ်ရဲ့လက်ရှိဗနာရေးအချက်တဲကာလကမြန်မာဖိုက်တာတွေပေါ်တက်ရောက်မှုလုံးဝမရှိဘူးဆိုတဲ့ကောက်ချက်ကမူပြီးခိုင်မာသွားပြီလို့ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေလာအတွန်းမှာတဲ့ဝမ်ချမ်ပီယံရှစ်ကမြန်မာဖိုက်တာတွေကိုအခွင့်အရေးခေါ်ပေးတာစစ်စစ်ပေါင်း၅ဘွဲ့ထိတောင်ရှိပါတယ်။ အဲ့ဒီထဲမှာညနေပြဖိုင်တာစိန်လုံးကျော်ပါဝင်ခဲ့တယ်လို့ထွမရအောင်ဆိုရင်လည်းမိနစ်ကရှမ်းဝဲကြုံပြီးကလေးကဘွဲတွေဝေးကွာနေခဲ့တာခမဘွဲပြန်ရတာဖြစ်ပါတယ်။တနည်းဆိုရရင် promotion ဘက်ကဗနာကြီးချက်တဲ့အနေထားမှာမြမစိတ်ကွက်ကိုတော့ပူပြီးတောင်းအာယုံစိုက်လာတယ်လို့ဆိုလို့ရနေပါတယ်။ဆလဘီဝဲဆိုင်ခင်းချင်းတွေကိုအနီးကပ်ဆွဲကြည့်ရအောင်မှာ စပိုင်ဂျန်နဲ့မူကစီတိုတို့ဒွဲဆိုင်ကအစိုးဒီကလေးကချပြထားတာဆိုတော့ဒီတက်တွေနဲ့ဒီဒွဲဆိုင်နဲ့ဘက်တက်လို့တီးတန်းလောက်တီးထားပြီးပါပြီ။စပိုင်ဂျန်က155စင်းမြန်ထက်မှာစုစုပေါင်းတုံးမွေထိုးတပွဲနိုင်နှစ်ပွဲရှုံးရလက်ပိုင်ဆိုင်ထားတဲ့ဖိုင်တာဖြစ်ပါတယ်။မူကစီတိုကလည်းဒီစင်းမြန်ထက်မှာစုစုပေါင်းတုံးမွေထိုးနှစ်ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားတယ်ပါ။ဒီဖိုင်တာများကမြန်မာတုံးတဲ့ရှစ်ပေါင်းကချွေတန်းခေါင်းဆက်အောက်ကနေမွန်ချိုင်းပွဲထုတ်တက်ကြမှာဖြစ်ပါတယ်။ စူပါရီဂျန်အတွက်တော့ဒီပေါင်းစမွေးထိုးပြီးနောက်ပိုင်းမွေးထိုင်းပွဲကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်နေပါတယ်။မူဂါစီတို့ဟာ135စနစ်ထက်နောက်ဆုံးထိုးတတ်ခဲ့တဲ့ပွဲမှာမြမဖိုင်တာအဲမွေနဲ့ရင်ဆိုင်ထိုးတတ်ခဲ့ရတာပါ။အပြန်အလှန်ထိုးချက်တွေနဲ့သူကနောက်ောက်ဖြစ်ပြီးရှုံးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲပြီးကလေးကသူကအဲမီနဲ့မကျေပွဲပြန်ထိုးချင်တဲ့ဆိုပြီးတစားစားနဲ့ကြွေးကြော်ခဲ့တာပါ။သူတို့တကယ်လက်တွဲမှတော့စူပါရီချမ်းနဲ့ပဲထိတိုက်တွေ့ခဲ့ပါတယ်။ အဲ့လိုတွေးတဲ့အနေထားမှာလဲဒီဘွဲကဘွဲကောင်တစ်ဘွဲချစ်တဲ့ဆိုတဲ့အကြောင်းကိုသူကအစိုးဒီကလေးကခဏနာထုတ်ပြောနေတာပါတက်ပြောရရင်စူပါအီဂျန်ကိုတအမောက်တက်ပြမယ့်အကြောင်းခုန်သမီးကအခုလိုကြွေးကြော်သွားခဲ့တယ်ရမှာတဲ့လာမယ့်ပတ်မှာတော့ရန်ကုန်ကျန်းတန်းနဲ့ကျေးဟိုနိုင်ဘွဲတဘွဲကိုရအောင်ယူပြသွားပါမယ်ကျွန်တော်ရဲ့ဝမ်းချင်မြင့်ချီစမြင့်တဲ့လေးဘွဲမြောက်ဘွဲကိုအနှံ့ကဲချိတ်ပြခြင်းနေတာပါလုံးဝကိုမဆောင်နိုင်တော့ပါဘူးဆိုပြီးသူကထက်မှန်ကြွေးကြော်သွားခဲ့ပါတယ် ်ဗီဒံများစုကတော့ဒီကွယ်ဆိုင်နဲ့ပတ်သက်လို့စပိုင်ချမ်ပွဲချက်တဲ့ဆိုပြီးပြောနေကြပါတယ်ကျွန်တော်ကတော့အဲ့လိုမျိုးမမြင်မိပါဘူးဒီပွဲကပြဆုံးစီမအနိုင်ငါဖို့အဖင်းဇာတူမီကရှိတယ်လို့တောင်းဆိုကြည်ကြပါတယ်မချက်လို့လဲဆိုတော့ဖိုင်တာမြောင်စလုံးစီမရှိတဲ့အတားချက်တွေကမတူညီကြလို့ပါပဲမူကားစီတို့ကအမြင့်ပြည့်ချက်တွေကောင်းတယ်လောကစ်တွေလည်းကောင်းတယ်တို့ပါ ဒါပြင်လက်တိထိုးချက်တွေကိုလည်းတွဲလုံးလိုက်ထုတ်ပုံးနိုင်တယ်လို့ဤကက်ထရောင်ရချက်တွေကိုလည်းရိုက်ပြနိုင်လိုပါဖက်ပြောရရဲ့အပြက်လည်းအချင်းလုံးပြီးထိုးရတဲ့စတိုင်ကိုပိုပြီးနှစ်တက်တက်ဖိုင်တာမျိုးဖြစ်ပါတယ်တစ်ဖက်ကစူပါကြီးဂျန်ကလည်းဘလို့ဖိုင်တာမျိုးလဲဆိုတာပြီးတဲ့တွေအကောင်လုံးတိထားကြပြပါပြီဝမ်းချင်မြင်ချစ်စင်းမြင့်တဲ့ထူထားတဲ့မွေးထိုင်နှစ်ပွဲမှာသူ့ရဲ့ပွဲတွေကဘလောက်ဖြစ်ပြီးတဲ့တွေကိုဖြောင်းရမှုပေးခဲ့လဲဆိုတာဒီတဲ့တဲ့ဒိုင်းနာမြင်တွေ့ခဲ့ကြရပါတယ် သူထင်းနဲ့ပွဲမှာရှုံးနိုင်ခဲ့တယ်ဆိုပေမဲ့စူပါရီဂျန်ကစားပုံကတားတယ်ဆိုတာမြန်မာပြည်သက်တွေအကုန်လုံးကလက်ခံကြပါတယ်။သူထင်းဆိုရင်အဲ့ဒီပွဲပြီးကြဲက125စီမံထက်မှထပ်ပြီးခွင့်ရများတာအခုချိန်ထိရောက်မှာပဲ။ဒန်းနဲ့ပွဲကတော့စူပါရီဂျန်ရဲ့ပောက်ပွဲတန်ဆင်တွေအမြင့်ဆုံးထိဖောက်ထွက်ပြခဲ့တဲ့ပွဲလို့ပြောလို့ရှိရပါတယ်။စောစောစစ်စစ်နဲ့ကိုပွဲတင်ပြနိုင်ခဲ့တာပါ။ ်ရံကောင်းကြောင်းငှားစားနေပဲအဲ့ဒီပွဲတုန်းကစူပါရီဂျန်အနေနဲ့ဘောနပ်စုတင်ပိုင်နိုင်ခြင်းမရှိခဲ့ပါဘူးလက်ရှိဝမ်ချမ်ပီယံရှစ်က155ဆင်းရဲထမှထူတန်နေတဲ့ဖိုက်တာတွေထဲမှာနိမ့်နဲ့ဝေးရမှုအားကောင်းသလားဘောနပ်စုစုကူးနိုင်ခြင်းမရှိတာစူပါရီဂျန်မဲကျန်တော့ပါတယ်မူဂါစီတိုနဲ့ဘွဲ့ချလာနိုင်တဲ့အခင်းချင်းတွေကိုပြောရရင်တော့မူဂါစီတိုရဲ့ကစားပုံကနိမ့်ပြေဆုံးတဲ့ဖိုက်တာတယောက်လို့ပြောလို့ရှိရပါတယ်။သို့တော်လည်းဖိုက်တာတိုင်းမှာအားနည်းချက်ကိုစီတော့ရှိပါတယ်။ အရာကမူကစီတို့ဟာအပြန်လန်ထုတ်ချက်တွေကိုအချင်းလုံးနဲ့အပိုင်းမှာရန်ကုန်အတင်ရဲလွန်တာပါပြီးတော့သူ့ရဲ့ကစားဟန်ကရန်ကုန်ပရက်ဇင်ဘက်ပြီးကစားတဲ့ပုံစံမျိုးမဟုတ်ပါဘူးဒီတန်ရိုးရိုးလေးနဲ့ထုတ်ပုံထုတ်ပေါက်ဆုံအောင်ကစားပြသူဖြစ်ပါတယ်ဘူတော်လည်းအချင်းနဲ့အချက်တည်းမှာကြောက်ပဲ့နှိပြီးဆိုရင်တော့သူကအမားတွေတားလုံတတ်ပါတယ်နှစ်ဖက်ကဖိအားပြီးကစားလာပြီးဆိုရင်သူ့ရဲ့စန်းဆောင်ကြီးပိုင်းကကြာရခက်သွားတော်တာပါပဲ ဒါကြောင့်မို့လို့အဲ့ဒီချက်တွေကစူပါရီကျန်းရဲ့အားတိုက်ချက်တွေနဲ့တွားပြီးခိုင်ညီနေတယ်လို့တောင်ပြောကြည့်ချင်ပါတယ်။ဒါချင်းလို့လဲဆိုတော့စူပါရီကျန်းကမြေမကရိုင်းနဲ့တွားပြီးဆိုပြီးသဘောပေါက်လိုက်တဲ့ပြိုင်နဲ့အပြင်ကိုဒရက်ဆက်ဝင်ပြီး PRB ထိုးတာပါ။ဒီထိုးခဲ့တဲ့ဘွဲစင်တွေအားလုံးမှာအိုင်းစတိုင်ကိုအပြည့်အဝမြင်ငဲချရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့မူကစီးတို့အနေနဲ့စူပါရီချန်းနဲ့ရှင်ထုံးမဲ့အနေထားမှာငယ်လို့များတို့ကဂျင်းရန်တွားမယ်ဆိုရင်စူပါရီချန်းရဲ့ဖိအားတွေအောက်မှာတောင်းခံနိုင်မှာမလားဆိုတာမေးခွန်းထုတ်ရမယ့်အခြေဖြစ်နေပါတယ်အနည်းချုပ်ရရင်ဒီဖိုင်တာနှက်စလုံးကဘွဲကိုကြက်ခံပြီးကစားရတာကိုဘူဘီအတန်ကြသူတွေဖြစ်ပါတယ်။ဒါ리တော့စောပိုင်းချီတွေမှာအလဲလဲကြက်ခဲရင်းနေတာအာဆန်းကြပွေရှိပါတယ်။ ို့တော့လေအမြက်လက်အချင်းလုံးပြီးထိုးရတဲ့အချက်တွေကိုနှစ်ယောက်စလုံးကအာသာကြသူတွေဖြစ်လို့ဘယ်သူကပို့တာမလဲဘယ်သူကပို့မှာမလဲဆိုတဲ့အချက်ကအဓိကအဖြစ်ပြီးတော့ပွဲရှိပါတယ်။ဒါလိုရလည်းမျိုးထွက်ပေါ်လာမလဲဆိုတာနာမည်တောက်ကြတဲ့ညာပိုင်းမှာစောင့်ပြီးကြည့်လိုက်ကြရအောင်ညာ။အမေအောင်တဲ့ချက်ပတ်တို့ဘွဲကတော့ပေါင်160ကက်ရှ်ဝိတ်တန်ကောင်းစင်အောင်မှထိုးမှာပါ။ဘုမအောင်ကထိုးမအောင်ကဖေနာဝိတ်တန်155ပေါင်ဝင်းကျင်မှာထိုးတာဖြစ်ပေမဲ့ ဒီပွဲမှာတော့ပေါင်160အထိတောင်တိုးပြီးပွဲလက်ခံထားပါတယ်ကျွန်တော်မြင်မိတဲ့အချက်ကိုပြောရရင်ဒီဝိတန်းတမက်ချက်ကဘယ်သူ့လူကြောင့်မှလွတ်ပုံစံမျိုးပေါ်ထွက်လာတာမဟုတ်လာပါဘူးဝမ်ချမြင့်ရှိကနိကရောက်မှဒီဖိုက်တာမျက်စလုံးရဲ့တွဲဆိုင်တွေကိုဆွဲပြီးဖန်နေလိုက်လို့အခုလိုပေါင်160တန်းအထိတက်သွားတာလို့ဆိုကြည့်ကြပါတယ်။ဗိုလ်မဲအောင်ကမူလက MFC ဂျင်းဝင်းမှာဝင်ရောက်ထိုးတက်ဖို့စီစဉ်နေတာပါ။ ဝမ်ချင်းမြင့်ရှိကခွန်ကြီးပေးလာတော့ MFC ကဘွဲကိုဖျက်သိမ်းပြီးဝမ်ချင်းမြင့်ရှိကဘွဲစင်ကိုလက်ခံလိုက်တာနေမှာပါမကဘာဒူနဲ့တွေ့မဲ့ Asian Time Fighter ချက်ပကတော့ LWT Super Chat တန်တဖိုက်ရန်ွယ်တွေမှာခေါင်းဝဲတွေစပ်တိုက်ထိုးတက်နေသူဖြစ်ပါတယ်။သူကလည်းလုံးနေတဲ့တလလောက်ကမှ Fate Fight ရန်ွယ်မှာဝင်ရောက်ထိုးတက်ထားသူပါ။မတော်မလို့ဒီ Fighter မျိုးစလုံးကိုနေကရမှာတွဲဆိုင်စီစဉ်ဖန်နေလိုက်တယ်လို့ကျွန်တော်ကကောက်ချက်ချကြည့်တာဖြစ်ပါတယ်။ 135အတွက်ဒီမိုင်းအပြင်ပြောရမယ်ဆိုရင်တော့ထုံးမဲအောင်ကချက်ဖက်ထက်အများကြီးတာပါတယ်။ချက်ဖက်ကတော့ခုမှစပြီး1ချင်းမြင့်ချက်ဖိုက်တာဘွားစပြီးကလစ်ကဖွဲရမှာပါ။တိုးတော်လေအခင်းချင်းတွေကထုံးမဲအောင်ဘက်မှာတော့အများကြီးမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ထုံးမဲအောင်ကခုမှစဲကြောတဲ့ဖိုက်တာလေးပဲဖြစ်ပါတယ်။သူ့ရဲ့ body weight ကအရန်ကိုကြီးနေတဲ့အတွက်ဒီလိုပေါင်160ဝန်းကျင်တန်းမှာထိုးရတာပါ။ ဝယ်ထိုင်းကပိုက်တာများစုပေါင်160တန်းထိုးတယ်ဆိုတာကလက်ရှိနေနဲ့ဝေးချန်တက်လာလို့ထိုးကြတာဖြစ်ပါတယ်ဒုမေအောင်ကတော့ UL နဲ့ငယ်သိတယ်လို့ body weight ကလည်းအရန်ကိုကြီးနေတဲ့အတွက် one party mind စနစ်ထက်မှကြီးရှိစံတဲ့မြေဆိုရဲလူထက်ပိုပြီးအတွက်ကြုံများတဲ့ပြင်းပြင်းတွင်နေပဲစတိုင်ရန်ဆိုင်ရောက်ွယ်ရှိပါတယ်။ဒါကဝိဇာခင်ကြီးရကြည့်ပြီးပြောတာပါ။သူတို့နဲ့ရင်ဆိုင်ထုတ်တဲ့အမဲချက်ပဲဆိုရင်လဲထိုင်းနာ regional promotion တွင်မှာဝယ်စင်တွေစပိုက်ထုတ်တတ်ပြီးအောင်မွေးခံထားခဲ့သူပါ။ သူရဲ့အတွေ့အကြုံပိုင်းကဝမ်ချင်မြင်စင်စနစ်ထက်မှထုံးမအောင်ကိုမမှီဘူးဆိုပေမဲ့မွေထိုင်းအတွေ့အကြုံပိုင်းမှာတော့ထုံးမအောင်ထက်အများကြီးကိုတာလွန်နေပါတယ်တပတ်ကထုံးမအောင်ကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်လည်းနောက်ဆုံးရှုံးနေခဲ့တဲ့ဘွဲပြီးကလေးကပြီးတော့မှပြတဲ့ဘွဲထုတ်တတ်ခဲ့ရလဲဆိုတာမိကွန်းထုတ်ရမှဖြစ်ပါတယ်။လူအနေနဲ့ဒီကာလအတွင်းမှာလက်ရည်ဘလောက်ထိပြန်ပြီးနှွှဲခွင့်ရလဲလက်သက်လောက်ဘလောက်ထိဘွဲစင်တွေထိုးခွင့်ရလဲဆိုတာမိကွန်းထုတ်ကြည့်ရမယ့်အချက်ဖြစ်ပါတယ်။ ။ဒါလို့ကြောက်ရင်းတွေကြောင့်ဒီပွဲမှာတော့ချက်ဖက်ဖက်မှနင်းငယ်တာလွန်နေတယ်လို့ဆိုကြည့်ချင်ပါတယ်။တို့တော့လေချက်ဖက်ရဲ့ကစားပုံကကျွန်တော်မြန်မာပိုင်းသားတွေရုံကန်ရလေးရှိတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။လူကဒီဒီညင်းညက်ချက်မှန်နေနေကစားတာပါ။တို့တော့ကစားပုံကစားပေါက်ကတော့မြို့မြို့ကိုပြောင်းတဲ့ကစားပြနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့ဒီတော့ထုံးမဲအောင်အနေနဲ့ဒီစင်းညွတ်ထက်မှများထားတဲ့သူ့ရဲ့အတွေ့အကြုံတွေကိုဘလို့ပန်းပန်းနဲ့အသုံးချမလဲဆိုတဲ့အချက်ကဒီပွဲအဆုံးဖြတ်ပေးပွဲရှိပါတယ်။